အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့ပေါင်တွင်းကြောတောက်တင်းနေသူတွေနဲ့ခြေတလုံးတစ်ခေါက်ကွက်ကြောတောက်တင်းနေသူတွေလိုက်ပါလေးခြင်းလို့ရမယ်ယောဂခြင်းလို့ပြသပေးမှာဖြစ်ပါတယ် middle separate ခွဲခြင်းတဲ့လူတွေပါလိုက်ပါလေးခြင်းလို့ရပါတယ်အားလုံးပဲကျွန်တော်တို့လိုက်ပါလေးခြင်းကြည့်အောင်အဲ့ဒီတန်းလေးခြေတော်လေးကိုနည်းနည်းလေးခွဲထားတယ်ဒူအောင်ပေါ်နှစ်ချက်ဖိတယ်ပြန်ပြဲပြီးထိုင်ချရတယ်နော်အောက်ဒီလည်းမထိုင်ကြဘူးအပေါ်မှာလည်းခါးကြီးကုန်းပြီးတော့မထိုင်ဘူးနော် ဒီပုံစံတိုင်းလေးပဲအခုပြရတဲ့ပုံစံတိုင်းလေးပဲ share ချင်းလုပ်ပြီးပါနိုင်ပါရင်တော့23ချက်တူပြီးလုပ်လို့ရပါတယ်ခန္ဓာကိုယ်မတော်တာเนาะခန္ဓာကိုယ် short ပေးထားမယ်ပြီးပြီဆိုရင်ပေါင်လေးကားလိုက်မယ်ကားပြီးတော့အဲ့ဒီတိုင်လေးညာဘက်ခြမ်းလေးကိုထိုင်ချလိုက်မယ် ဖဲချီလေးကိုစံလာမယ်ချီဖနောက်လေးကထောင်လာမယ်နော်အဲ့ဒီတိုင်းလေးလှုပ်ပြီးချီပြီးမယ်မနိုင်တဲ့လူကအရှူလက်လေးထောက်ပြီးကိုင်းပြီးလုပ်လိုက်ရတယ်နော်နိုင်တဲ့လူကတူလေးစံပြီးရှူကိုကိုင်းချပြီးရောချီပြီးမယ်နော်သူ့အတွက်နဲ့ဆုံးစံပြီးဟာ ပြီးရင်အဲဒီကိုင်ထိုင်ချလိုက်မယ်ပယ်လဲနောက်တော့ညာနေရှူသွင်းပြီးတန်းကောလိုက်တယ်เนาะတင်းပါအောင်မင်းများလေးကြွားပြီဟောပြီးပြီးရင်လက်ပြောင်းမယ်ပြန်ထားလိုက်မယ်ထားပြီးတော့ပယ်ပဲချမ်းကိုထိုင်ချမယ်ညာခြေလေးကိုဆန်ထားမယ်ခြေပနောက်လေးထောင်ထားမယ်သူ့ကိုအချိန်30 50ထိလုပ်ပြီးလို့ရပါတယ်စားလို့လို့ကျင်တော့အရင်တင်းလိုက်မယ်เนาะ ဟောပြီးပြင်ထိုင်ကြလိုက်မယ်ညာလည်းနောက်တော့ဘေးကနေရှူသွင်းမယ်ကော့မယ်တင်မာလို့မိမိလေးကော့ပြီးဟောပြီးပြန်ထိုင်မယ်ပြီးရင်ပြန်ထားမယ်ဒူအောင်နှချောင်းလုံးဆန်ထုတ်လိုက်မယ်ပြီးရင်ချိန်မယ်ပြန်ဆန်းမယ်ဖေညာကိုတည်ယူမယ်သူ့ဆေးချင်းပြီးချပြီနော်ဆန်ထုတ်တဲ့ခြေတော်ကိုအကုန်လုံးဆန်ထုတ်မယ်ခြေဖနောင်းလေးထောင်းပြီးဆွဲနော် ူရောခြင်းဆိုရင်ဂျင်မာလူလှုပ်ပြီးခြေပြီးတော့ချပေးမယ်။ပြီးရင်ဒူးလေးဆန့်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးအရှိကိုအကုန်ကန်းချလိုက်မယ်။ဒူးမကွေးစင်းနဲ့နော်ဒူးကိုအကုန်ဆန့်လာမယ်။ဟာပြီးပြီးရင်ရိုးရိုးလေးထိုင်လိုက်မယ်။ပေါင်လေးရာသလောက်လေးခွဲလိုက်မယ်။ရံကြီးအတင်းကြီးဖြဲကြမလို့ရာသလောက်လေးပဲလက်နှစ်ဖက်လေးကိုအရှိကိုထောက်ပြီးတရောင်းစည်းလေးလေးပဲကွေးပြီးတော့ကွေးဆန့်လေးပဲလုပ်မယ်နော်။ဒူးဆဲခြင်းအချိန်နဲ့ဆဲလုပ်ပြီးလို့ရပါတယ်။ ဟုတ်ပြီပြီးပြီဆိုရင်အဲ့ဒီတိုင်းပဲလဲနောက်ထောက်တယ်ညာနေရှူသွင်းကော့မယ်နော်ခြေဖနှောင်းနှစ်ခုပဲကျန်ပြီးမှရှိမယ်ပြီးရင်တင်မားလေးကိုနည်းနည်းလေးဖိပြီးပြီးဖိပြီးပြီးရှော့မယ်နော်ဟုတ်ပြီပက်ပြောင်းတင်မားကိုမြများလေးတက်ခြေဖနှောင်းနှစ်ခုပဲဖိပြီးသူ့ဘိတ်နဲ့သူ့အရှိကိုချောထော်ပါလိမ့်မယ်နော်ခြေဖနှောင်းနှစ်ခုကိုကျန်ပြီးမှသာချထားမယ်ရှူရင်ကော့ပြီးတော့ဖိမယ်အပေါ်ရောက်သက်ပုံမှန်ရှူနေမယ်ထုတ်တဲ့ချိန်တိုင်းပြန်ချမယ်ဟောပြီသူ့ကိုဘယ်ညာတည်ယူမယ်သူ့ကိုဆဲချိန်လုပ်ပြီးပါ ခန္ဓာကိုယ်ကတဖြည်းဖြည်းပေါင်းအောင်ဖြည်းဖြည်းချင်းအရှိကိုကားကားလာလိုက်မယ်နော်နည်းတော့နာမယ်နော်ဟုတ်ပြီခုဆိုရင် ကားပါပြီအဲပုံစံတက်လေးပဲရှော့ပြီးမယ်နော်ကိုယ်ကအတင်းဆွဲဖြည့်ရတော့ဘာမှမလုပ်ပါနဲ့ဟုတ်ပြီပြီးရင်အဲ့ဒီတိုင်းလေးပဲပဲချမ်းအောင်လှည့်မယ်ခါကုန်းလိတာကိုအနောက်လက်ကခါလေးကိုစအောင်တွန်းပြီးမယ်နော်ပတ်ပြောင်းမယ်အနောက်လက်ကခန္ဓာကိုယ်တည့်ပြီးမယ်ချိန်ချိန် သူ့လည်းပဲညာတည်ယူမယ်ဆယ်ချိန်လောက်ပြီးပါအနောက်လက်ကခေါက်တွန်းပြီးခေါက်တူပြီးရင်တင်မလိုက်လာလိမ့်မယ်အဲ့ဒါဆိုရင်ပုံကြောကပူတန်းလာလိမ့်မယ်နော်ဖတ်စကလောက်ထွေးမယ်နော်အလေလေအောင် ောက်ပြီးရှာမယ်။ဟွန်းပြီးရင်အဲ့ကြံလေးချီပေါ်ကနှစ်ခုလုံးပူပြီးတော့ butterfly ပုံစံရှော့ချမယ်။အရှိကိုအကုန်ခိုင်းချမယ်။တရောင်စင်းနှစ်ခုကချီတစ်လုံးဖိချပြီးနော်။ဟောက်ပြီးပြီးရင်ပြန်ရှူသွင်းမယ်။ထောက်ဝင်ရှူပြန်ခိုင်းချမယ်။နောက်ဆုံးတစ်ခေါက်ပြန်ရှူမယ်။ထောင်းရင်ခိုင်းချမယ်ပြီးပြီးချင်းပြန်ထားမယ် ားလုံးပဲလိုက်ပါလေကြည်ကြည်ပါ။ပရိုဒီပါကျေးဇူးတင်ပါတယ်။တတ